ဟင်္ဒရာမြို့မှာကျင်းပခဲ့တဲ့အာဇာနီနေ့အခမ်းအနားကို လူပေါင်း3000ကျော်တက်ရောက်ခဲ့ပါတယ်ဒီသတင်းကိုတော့စိုးရတင်ဆက်ထားပါတယ်ရှင်ဒီနေ့အာဇာနီနေ့အခမ်းအနားကိုတနိုင်ငံလုံးမှာရှိတဲ့မြို့ကြီးတွေမှာစီစီကားကကျင်းပတဲ့နေသူအေရီတိုင်းဟင်းစရာမြို့မှာလည်းစီကားတက်မြတ်စွာကျင်းပခဲ့ပါတယ်။ဒီနေ့အခမ်းအနားကိုမြို့ပေါ်မှာရှိတဲ့မြို့လူလူတွေတွေမကပဲနေမှာရှိတဲ့လူလူတွေကမှတက်ရောက်ခဲ့လို့ 3000ကျော်4000ဒီပါခန်းသားကိုတက်ရောက်ဂါရဝပြုတ်ခဲ့တယ်လို့မျိုးကန်တွေကခံမဲနေကြပါတယ်ဒီနှစ်ကတော့စီကားဆုံးပဲ2016ခုနှစ်ကကျွန်တော်ပြည်သူအစိုးရရဲ့ကျွန်တော်ပထမဦးဆုံးသောဒါတွေ့ကြုံရတဲ့ဘာသာနည်းနည်းဒီမှာဖြစ်တဲ့အတွက်ဒီပွဲကိုအနေနဲ့ရရက်ကပြည်သူတွေရောမျိုးမိမျိုးပါတွေရောအကုန်လုံးပေါ့နော်ဌာနဆိုင်ရာဖွဲ့စည်းရောစီစီကားကနဲ့လုပ်ခဲ့အတွက်ဒီနှစ်ကတော့ပူကြဆုံးပဲလို့ပြောရမှာဖြစ်ပါ နာမြို့မှာအာဇာနည်ရဲ့ခန်းနာကျင်းပလာက2013ကနေပြီးတော့စတင်ပြီးတော့ဒီနေ့အချိန်ထိကျင်းပလာဖြစ်ပြီးအခုအစိုးရအသစ်တက်လာပြီးတဲ့နောက်ပိုင်းမှာတော့ပို့ပြီးတော့စီစီကားကတိုက်တိုက်ဝုံဝုံဖြစ်ဖို့အတွက်မြို့မှာရှိတဲ့ဌာနဆိုင်ရာအာဏာပိုင်တွေကလည်းကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်အာဇာနည်နေ့ခန်းနာကျင်းပနိုင်ရေးအတွက်ကျွန်တော်ကြိုတင်ပြီးတော့မှဆက်ကော်မတီတွေအသီးသီးဖွဲ့စည်းပြီးတော့မှကျွန်တော်ဆောင်ရွက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဌာနဆိုင်ရာဝန်ထမ်းများလည်းပဲဝန်ထမ်းအားလုံးအားရောက်ပြီးတော့မှအာဇာနည်ပြည်မှာချီးကျဲပြီးတော့ န်ဒီရဲ့ခန္ဓာကိုပျောက်တာဖြစ်ပါတယ်။တော့ရက်ွက်ဒုတိယလည်းစစ်ကြောင်းများရှိတဲ့ပြီးတော့ကျွန်တော်တို့ဆောင်ရတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်နိုင်ငံပါတီဖွဲ့စည်းပေါင်းစုံကလည်းပဲဒါဒီနေ့စုပေါင်းပြီးတော့ကျွန်တော်တို့ကစီလာကကျွန်တော်ဆောင်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။အာဇာနည်နဲ့ခန္ဓာနဲ့ပတ်သက်ပြီးအာဇာနည်နဲ့မှာတက်ရောက်ဂါရဝပြုတဲ့ပုံစံမျိုးမဟုတ်ပဲချုပ်တင်ပြင်ဆင်မှုတွေအားနည်းတယ်လို့လည်းဝေဖန်မှုတွေရှိနေပါတယ်လူငယ်တွေကြားထဲမှာအာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ပတ်သက်ပြီးပုံမိုသိမြင်လို့ကြားမှုရှိစေဖို့စာပေဟောပြောပွဲတွေစာကြီးစာကုန်းပြိုင်ပွဲတွေ မကြီးပြိုင်ပွဲတွေပြုလုပ်တာမရှိခဲ့ဘူးလို့လည်းဝေဖန်မှုတွေရှိခဲ့ပါတယ်။အရင်နေသေးတယ်။ဒီထက်ပိုပြီးတော့ဒီထက်ကျပိုပြီးလုပ်သင့်တယ်။လူလူကသကောကျန်နေတဲ့ပတ်သက်ပြီးတော့ပိုပြီးတော့ဒီထက်ပိုစိတ်ဝင်စားသင့်တယ်။ဒီကွင်းနေကြမှာဓာပြီးတော့လာကြည့်တဲ့ပုံစံထက်ကွင်းနေမတန်ခင်တည်းကပုဂ္ဂိုလ်တိုင်းတယောက်ချင်းစီကိုယ်တိုင်းအလေးပြုခြင်းနဲ့စိတ်တွေရှိဖို့အတွက်ပိုပြီးတော့နှောက်ဆောင်မှုတွေလိုအပ်တယ်လို့ထင်ပါတယ်။ဒီနေ့ခန္ဓာမှာထူးခြားမှုအနေနဲ့ဟင်းသလားမြို့အနေနဲ့16မိုင်ကျော်ဝေးတဲ့အာဇာနီကောင်းဆောင်ကြီးမမခန့်ရဲ့ဇာတိရုံတလင်းရွာနေပြီးတော့ကင်းစစ်ကြောင်းနေပြီးတော့ခြေတက်အလေးပြုလာတာတွေရှိသလိုပန်းမွေပေါင်း၄000ကျော်နဲ့ ဗိုလ်ချုပ်ပါဝင်အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ပုံကိုဖော်ကျူးထားတဲ့ဂုံပြုမှုတွေလည်းရှိခဲ့ပါတယ်။ပန်းက၄တောင်အချိန်ယူလာတော့တစ်လကျော်ကျော်လောက်တည်းကျိုးလောက်ထားတာ။အဲပန်းထိုးတာအချိန်ရတော့ဟာနှစ်ရက်ထိုးရတယ်။နှစ်ရက်တိတိကိုထိုးရတယ်။ဒီနေ့ဆိုရင်ရစီကတိုင်းတော့ဒီဝင်းနေဝင်တာလေ။ဝင်းနေဝင်းနေတော့အတိုင်းခေါင်းဆောင်ကြီးတွေ။တိုင်းသားစလုံးတွေပါတယ်။လွမ်းလွမ်းခွေချတာဖြစ်ပါတယ်။ဝင်းနေဝင်တာလေ။အခုအင်းဒရာမြို့မှာရှိတဲ့အောင်လင်းဒံမီပုံစံအာဇာနည်ဗိမာန်က တမိုင်းဝင်ဗိမာန်တစ်ခုဖြစ်ပြီးတော့မြန်မာတနိုင်ငံလုံးရန်ကုန်တောင်ကြီးဟင်းသရမြို့တွေမှာသာရှိပါတယ်ဒီနေ့မှာကြာရောက်တဲ့69နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကထူးခြားမှုအနေနဲ့တင်းစင်နေ့တိုင်းမိုးရွာသွန်းလေးရှိပေမဲ့ဒီနေ့မှာတော့ထူးထူးခြားခြားမိုးရွာသွန်းမှုမရှိဘဲရာသီဥတုကြည်လင်ခဲ့